ဖင်လာရဲ့မတင်မထားတဲ့အနေရကြုံလာရတဲ့သူများဒီဗီဒီယိုလေးကတော့မိမွေးဖမွေးတိုင်းအလှကိုမကျေနပ်လို့လှကျင်လွန်ပြီးဖင်လာထိုးတက်တဲ့လူတိုင်းမဖြစ်မနေကြည်တဲ့ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်။ဒါကတော့အမျိုးသမီးများကြမှာခန္ဓာကိုယ်အလှပါအတွက်ထိုးမှန်လောက်ဆောင်ကြတဲ့ဖင်လာကြောင့်ခုနောက်ပိုင်းဘေးထွက်ဆိုးကျိုးများကြုံရသူအများအပြားရှိလာလို့ကိုယ်ရင်ကြုံသူများနဲ့ခွဲစိတ်ကုစရာဝင်များကြမှာတဆင့်တိခဲ့ရပါတယ်။ဒီဗီဒီယိုလေးကတော့ဘသူစီးပွားမှထိခိုက်လို့စိတ်မရှိပါဘူး။ ဖင်လာကိုအရင်သားနဲ့တင်သားတွေမှာမထိုးတာအကောင်းဆုံးဖြစ်ပြီးကျမလေးစီကောင်းတုံးခဲ့ရပါဒါပေမဲ့ကျမကစီးခဲနေရပါပဲဆိုပြီးပေါ်စာပြီးထားခဲ့ပြီလို့နှစ်နှစ်ကျော်အကြာမှ side effect ကစပြလာတာပါစစချင်းရင်သားတွေနာလာမယ်အထဲမှာအထိုးတလို့တစစ်စစ်နဲ့ကြိုက်လာမယ်အဲလိုအခြေအနေဆိုရင်ရင်သားတွေမှာပြည်ရေဖြစ်နေပါပြီခွဲထုတ်ရမှာပါမိမရတာက ကျမမွေးနေကြီးကိုခွဲစိတ်ခံမှာကုံဆုံးလိုက်ရတာပါပဲ ဒါကြောင့်ထိုးထားတဲ့လူတွေလည်းရင်သားထဲမှာအလုံးကြီးတွေဖြစ်နေလားစမ်းစစ်ကြည့်ပါရှိနေရင်တော့ဘာမှမဖြစ်ခင်ခွဲထုတ်တာအကောင်းဆုံးပါလို့လဲကိုရိုင်းကြုံခဲ့ရသူအမျိုးသမီးတူကပြောကြားခဲ့ပြီးခနာကိုအလာပါဒရက်ဖီလာကိုနှက်ခမ်းမေးစိရင်သားတင်သား smiling အရေးပြားပေါ်အရေးကြောင်မရှိစေရန်ထိုးနှံခြင်းများရှိလာပြီးယခုနောက်ပိုင်းတွင် ကာလများမှာဖီလာထိုးရဲ့ကြောင်ညာမှုများလူမှုကွန်ရက်များပေါ်မှာများပြားလာခဲ့ပြီးဖီလာထိုးခြင်းကြောင့်ရင်သားအတွင်းအနာဖြစ်က အတွင်းသားများကိုစားပစ်သလိုဖြစ်ကပြည်တယ်နာဖြစ်လာတာကိုထိုးနယ်ပေးရဲ့ကုမ္ပဏီကမိဘအုပ်ထိန်သူများမသိအောင်ခေါ်ယူကူတာပေးရင်ပို့ဆိုလာကမှဈေးရုံတက်ခွဲစိတ်တဲ့အဖြစ်မျိုးတစ်ခုလေလွန်ခဲ့သော2022ခုနှစ်ကဖြစ်ပွားခဲ့ပူပါအခုနောက်ပိုင်းဖီလာထိုးရဲ့ကြော်ညာမှုများရခင်တပ်ပုံများလာသလိုထိုးနယ်သူများတွင်ဘေးထက်ဆိုကြုံများကြောင့်ဈေးကူတာမှုခံယူရသူများလည်းအများအပြားဖြစ်လာခဲ့တာပါ။ဒါကြောင့်မင်းကလေးတွေအနေနဲ့အရန်လာခြင်းလို့ဖြစ်နိုင်တော့မထိုးသင့်ဘူး။ အရန်ထိုးကျင်တပားစုံဆ ਿਆ ဝင်လိုက်ခြင်းရှိလားဆ ਿਆ ဝင်အစ်စ်လားဆိုတာအရင်စစ်ဆေးကြည့်ပါဆ ਿਆ ဝင်အစ်စ်တွေဆိုလည်းဖီလာထိုးမပေးပါဘူးအနောက်နိုင်ငံတွေမှာလည်းဖီလာထိုးတာကိုဗန်းထားပါဖီလာများလို့နဲ့ဗီယက်နမ်မှာတော့ရှင်သားကိုစီလီကွန်ပဲထည့်ကြပါဒီနိုင်ငံမှာသာဘာမှထိန်းချုပ်ထားမှုမရှိတာအလားပါဈေးကန်တွေကိုလည်းစစ်ဆေးတာမျိုးမရှိတော့ပဲကြော်ညာအကောင်ကောင်နဲ့ကြော်ညာပြီးလုပ်နေကြတာပါနောက်ပြီးခွဲကန်စရိတ်ကစီလီကွန်အောင်ထည့်လို့ရပါဒီကိစ္စကြီးဖြစ်သွားတာထိုးပြီးရဲ့သူကိုဘာမှမလုပ်လိုက်ရပါဘူး သင်ခန်းစာပါပဲဒါကြောင့်အားလုံးလည်းတဘာဝအတိုင်းလှအောင်ပဲကျင်းစောကြပါအချို့သောသူများဖီလာထိုးနှံပြီးမဖြစ်သေးပဲနှစ်နှစ်လောက်ကြာမြင့်တဲ့အခါမှဘေးထွက်ဆိုကြောများကိုစတင်ခန်းစားလာရပြီးစီကူသားမှုခံယူရာတွင် အချိန်လုံးမှတိရှိသောအခြေအနေမျိုးကြုံလာခဲ့ကြရပါတယ်ဒီလိုခေတ်ကာလကိုအခွင့်ကောင်းယူပြီးတနက်စာစီးပွားရေးတွေများလာတာသတိထားတတ်ပါမြန်မာမိန်းကလေးတွေအနေနဲ့ဖီလာထိုးဖို့အမပေးပါအောင်နော်ဖီလာရဲ့သဘောတဘာဝကိုကအဲ့လိုရှိပါ යි အသက်အနည်းပါရှိနိုင်ပါ යි အရင်ကိတ်ချင်းကျင်းစောပါစီလီကွန်ထဲပါစီလီကွန်ကဘလို့ကျင်းလို့ထုတ်လဲကိစ္စမရှိပါဖင်လာကြောင့်ဘေးထွက်ဆိုကြုံသူများကစည်းကမ်းကိုလာရောက်ပြတာတဲ့အခါမှာချစ်ချင်းမသိနိုင်သလိုရှင်သားကိုတတ်မှတ်ရိုက်တဲ့အခါမှာလည်းဖင်လာကဖုံးနေခြင်းကြောင့်အထဲကိုမမြင်ရပေအခက်ခဲများဖြစ်သွားခဲ့ရတာပဲဖြစ်ပါဒါကြောင့်မလို့ရှင်ရင်ဆွဲအလာတက်ပူလာခြင်းနဲ့မင်းကလေးတွေအနေနဲ့လဲကျင်းစော့ပြီးသားအလာပကိုဂရုစိုက်ကြဖို့တတိပေးလိုက်ရပါတယ်။အခုလက်ရှိပင်လာထိုးထားတဲ့သူတွေလဲ အခုလိုလက္ခဏာတွေပြနေပြီဆိုရင်ဈေးရုံဈေးကန်တိကျပြစီချင်ပါသေးတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါသေးတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ဖီလာရဲ့မထင်မှတ်ထားတဲ့အနေနဲ့ကြုံလာရတဲ့သူများဒီဗီဒီယိုလေးကတော့မိမွေးဖမွေးတိုင်းအလှကိုမကျေနပ်လို့လှကျင်လွန်ပြီးဖီလာထိုးတက်တဲ့လူတိုင်းမဖြစ်မနေကြည်တဲ့ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်။ဒါကတော့အမျိုးသမီးများကြားမှာခန္ဓာကိုယ်အလှပါအတွက်ထိုးမှန်လှောက်ဆောင်ကြတဲ့ဖီလာကြောင့် ခုနောက်ပိုင်းဘေးထွက်ဆိုကြုံများကြုံရသူအများအပြားရှိလာလို့ကိုရိုင်းကြုံသူများနဲ့ခွဲစိတ်ကုဆရာဝန်များကြားမှတဆင့်တီးခဲ့ရပါတယ်ဒီဗီဒီယိုလေးကတော့ဘသူစီးပွားမှထိခိုက်လို့စိတ်မရှိပါဘူးဖီလာကိုရှင်သားနဲ့တင်သားတွေမှမထိုးတာအကောင်းဆုံးဖြစ်ပြီးကျမလည်းစီးကောင်းသုံးခဲ့ရပါဒါပေမဲ့ကျမကစီးခဲ့နေရပါပဲဆိုပြီးပေါ်စာပြီးထားခဲ့ပြီလို့နှစ်နှစ်ကျော်အကြာမှ side effect ကစပြလာတာပါစစချင်းရှင်သားတွေနားလာမယ်အထဲမှာအထိုးတလို့တဆင့်စနဲ့ကြိုက်လာမယ်အဲလိုအခြေအနေဆိုရင်ရှင်သားတွေမှာပြည်ရေးဖြစ်နေပါပြီ။ ခွဲထုတ်ရမှာပါမိမရတာကကျမမွေးနေကြီးကိုခွဲစိတ်ခံမှာကုံဆုံးလိုက်ရတာပါပဲဒါကြောင့်ထိုးထားတဲ့လူတွေလည်းရင်သားထဲမှာအလုံးကြီးတွေဖြစ်နေလားစမ်းစစ်ကြည့်ပါရှိနေရင်တော့ဘာမှမဖြစ်ခင်ခွဲထုတ်တာအကောင်းဆုံးပါလို့လေကိုရိုင်းကြုံခဲ့ရသူအမျိုးသမီးတူကပြောကြားခဲ့ပြီးခနာကိုအလာပါဒရက်ဖီလာကိုနှက်ခမ်းမေးစိရင်သားတင်သား smile line အရေးပြပေါ်အရေးကြောင်မရှိစေရန်ထိုးနှံခြင်းများရှိလာပြီးယခုနောက်ပိုင်းတွင် ကာလများမှာဖီလာထိုးရဲ့ကြော်ညာမှုများ လူမှုကွန်ရက်များပေါ်မှာများပြလာခဲ့ပြီးဖီလာထိုးခြင်းကြောင့်ရေသာအတွင်းအနာဖြစ်ကအတွင်းသားများကိုစားပစ်သလိုဖြစ်ကပြည်တယ်နာဖြစ်လာတာကိုထိုးနယ်ပြည်ရဲ့ကုမ္ပဏီကမိဘအုပ်ထိန်းသူများမသိအောင်ခေါ်ယူကူတာပေးရင်ပို့ဆိုးလာကမှဈေးရုံတက်ခွဲစိတ်တဲ့အဖြစ်မျိုးတစ်ခုလေလွန်ခဲ့သော2022ခုနှစ်ကဖြစ်ပွားခဲ့ပူပါအခုနောက်ပိုင်းဖီလာထိုးရဲ့ကြော်ညာမှုများရခင်တက်ပုံများလာသလိုထိုးနယ်သူများတွင်ဘေးထန်ဆိုကြောများကြောင့်ဈေးကူတာမှုခံယူရသူများလည်းအများအပြားဖြစ်လာခဲ့တာပါ။ ဒါကြောင့်မင်းကလေးတွေအနေနဲ့အရန်လာခြင်းလို့ဖြစ်နိုင်တော့မထိုးသင့်ဘူးအရန်ထိုးခြင်းတပားဆိုဆရာဝန်လိုင်းချင်းရှိလားဆရာဝန်အစ်စ်လားဆိုတာအရင်စစ်ဆေးကြည့်ပါဆရာဝန်အစ်စ်တွေဆိုလည်းဖီလာထိုးမပေးပါဘူးအနောက်နိုင်ငံတွေမှာလည်းဖီလာထိုးတာကိုဘန်းထားပါတယ်ဖီလာများလို့နဲ့ဗီယက်နမ်မှာတော့ရှင်သားကိုစီလီကွန်ပဲထည့်ကြပါတယ်ဒီနိုင်ငံမှာဒါဘာမှထိန်းချုပ်ထားမှုမရှိတာအလားပါစည်းကမ်းတွေကိုလည်းစစ်ဆေးတာမျိုးမရှိတော့ပဲကြော်ညာအကောင်ကောင်နဲ့ကြော်ညာပြီးလုပ်နေကြတာပါနောက်ပြီးခွဲကန်စည်းရိတ်ကစီလီကွန်အောင်ထည့်လို့ရပါတယ် ဒီကိစ္စကြီးဖြစ်သွားတာထိုးပေးရသူကိုဘာမှမလုပ်လိုက်ရပါဘူးတင်ငန်းစာပါပဲဒါကြောင့်အားလုံးလည်းတဘာဝအတိုင်းလှအောင်ပဲကျင်းစောကြပါအချို့သောသူများဖီလာထိုးနှံပြီးမဖြစ်သေးပဲနှစ်နှစ်လောက်ကြာမြင့်တဲ့အခါမှဘေးထွက်ဆိုကြောများကိုစတင်ခန်းစားလာရပြီးစီကူသားမှုခံယူရာတွင်အချိန်လုံးမှတိရှိသောအခြေအနေမျိုးကြုံလာခဲ့ကြရပါဒီလိုခေတ်ကာလကိုအခွင့်ကောင်းယူပြီးတနက်စာစီးပွားရေးတွေများလာတာသတိထားသင့်ပါတယ်။ မြန်မာမိန်းကလေးတွေအနေနဲ့ဖီလာထိုးဖို့အားမပေးပါဘူးနော်ဖီလာရဲ့သဘောတဘာဝကိုကအဲ့လိုရှိပါ යි အသက်အန္တရာယ်ပါရှိနိုင်ပါ යි အရင်ကိတ်ချင်းကျင်စောပါစီလီကွန်ထဲပါစီလီကွန်ကဘလို့ကျင်လို့ထုတ်လဲကိစ္စမရှိပါဘူးဖီလာကြောင့်ဘေးထွက်ဆိုကြုံသူများကစည်းကမ်းကိုလာရောက်ပြတာတဲ့အခါမှာချစ်ချင်းမသိနိုင်သလိုရှင်သားကိုတတ်မှတ်ရိုက်တဲ့အခါမှာလည်းဖီလာကဖုံးနေခြင်းကြောင့်အထဲကိုမမြင်ရပဲအခက်ခဲများဖြစ်သွားခဲ့ရတာပဲဖြစ်ပါ යි ဒါကြောင့်မလို့ရှင်ရင်ဆွဲအလားတက်ပူလာခြင်းနဲ့မင်္ဂလိတွေအနေနဲ့လဲကျင်းစော့ပြီးသားအလားပါကိုဂရုစိုက်ကြဖို့တတိပေးလိုက်ရပါတယ်။အခုလက်ရှိဗီလာထိုးထားတဲ့သူတွေလဲအခုလိုလက္ခဏာတွေပြနေပြီဆိုရင်ဈေးရုံဈေးကန်တိကျပြစီကြမှာ යි ။အဆုံးထိကြည့်ပေးလို့အလုံးကျေစွတ်တင်ပါ යි ။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ဖီလာရဲ့မထင်မှတ်ထားတဲ့အနေရကြောင့်လာရတဲ့သူများဒီဗီဒီယိုလေးကတော့မိမွေးဖောင်မွေးတိုင်းအလှကိုမကျေနပ်လို့လှကျင်လွန်ပြီ ဖင်လာထိုးတဲ့လူတိုင်းမဖြစ်မနေကြည်တဲ့ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်။ဒါကတော့အမျိုးသမီးများကြားမှာခန္ဓာကိုယ်အလားပါအတွက် ထုံးမှန်လောက်ဆောင်ကြတဲ့ဖင်လာကြောင့်ခုနောက်ပိုင်းဘေးထွက်ဆိုကြုံများကြုံရသူအများအပြားရှိလာလို့ကိုရိုင်းကြုံသူများနဲ့ခွဲစိတ်ကုဆရာဝန်များကြားမှာတဆင်တီးခဲ့ရပါတယ်။ဒီဗီဒီယိုလေးကတော့ဘသူစီးပွားမှထိခိုက်လို့စိတ်မရှိပါဘူး။ ဖင်လာကိုရင်သားနဲ့တင်သားတွေမှာမထိုးတာအကောင်းဆုံးဖြစ်ပြီးကျမလည်းစီကောင်းသုံးခဲ့ရပါဒါပေမဲ့ကျမကစီးခဲ့နေရပါပဲဆိုပြီးပေါ်စာပြီးထားခဲ့ပြီလို့တစ်နှစ်ကျော်အကြာမှ side effect ကစပြလာတာပါစစချင်းရင်သားတွေနာလာမယ်အထဲမှာအထိုးသလိုတစ်စစ်စစ်နဲ့ကိုက်လာမယ်အဲဒီလိုအခြေအနေဆိုရင်ရင်သားတွေမှာပြည်တွေဖြစ်နေပါပြီခွဲထုတ်ရမှာပါမိမရတာက ကျမမွေးနေကြီးကိုခွဲစိတ်ခံမှာကုံဆုံးလိုက်ရတာပါပဲ ဒါကြောင့်ထိုးထားတဲ့လူတွေလည်းရင်သားထဲမှာအလုံးကြီးတွေဖြစ်နေလားစမ်းစစ်ကြည့်ပါရှိနေတော့ဘာမှမဖြစ်ခင်ခွဲထုတ်တာအကောင်းဆုံးပါလို့လဲကိုရိုင်းကြုံခဲ့ရသူအမျိုးသမီးတဦးကပြောကြားခဲ့ပြီးခနာကိုအလာပါဒရက်ဖီလာကိုနှက်ခမ်းမေးစိရင်သားတင်သားစမိုင်းလိုင်းအရေးပြားပေါ်အရေးကြောင်မရှိစေရန်ထိုးနှံခြင်းများရှိလာပြီးယခုနောက်ပိုင်းတွင် ကာလများမှာဖီလာထိုးရဲ့ကြောင်ညာမှုများလူမှုကွန်ရက်များပေါ်မှာများပြားလာခဲ့ပြီးဖီလာထိုးခြင်းကြောင့်ရင်သားအတွင်းအနာဖြစ်က အတွင်းသားများကိုစားပစ်သလိုဖြစ်ကပြည်တင်တာဖြစ်လာတာကိုထုံးနယ်ပီရဲ့ကုမ္ပဏီကမိဘအုပ်ထိန်းသူများမသိအောင်ခေါ်ယူကုသပေးရင်ပိုဆိုးလာကမှစီးရုံတက်ခွဲစိတ်တဲ့အဖြစ်မျိုးတစ်ခုလေလွန်ခဲ့သော2022ခုနှစ်ကဖြစ်ပွားခဲ့ပူပါ යි